အန္ဒီကကြဆန်ကျော်ကျော်ခောက်ဆွဲကျော်ဟိုနေပါလေကြဆန်ကျော်ခောက်ဆွဲကျော်ပဲပြားစာတုငဖဲစာတုပဲပြားစာတုဆိုရင်2006ခုငါပင်ဖဲဆိုလို့ရှိလို့ရှိရင်တထောင်မို့လီလို့တထောင်မို့ရှင်လို့ကြဆန်ကျော်ကတပွဲတထောင်ခောက်ဆွဲကျော်ကတပွဲတထောင်အန္ဒီကလေ၄နိုင်၄နိုင်လောက်ဆိုရင်ခွင့်လေတခါတည်းက၃နိုင်ခွဲလောက်ပေါ့နော်အဲမိုးချုပ်တယ်ဆိုတော့စောတယ်ဆိုရင်တခါကျရင်၂နိုင်လောက်ပဲရအောင်ကုန်သွားအောင် ပြီးကြာလို့ရှိရင်လေဘူးလူလူနည်း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 ပါတဲ့ခါကြတော့7နာရီလောက်ကို9နာရီပြန်သိမ်းလိုက်အဲ့ဒီအကြမ်းမှန်နေတော့နီးတယ်လေ။ပန်းညံပန်းညံဘာလို့ပန်းညံလဲဆိုတော့ဒီဒေါ်ပုံပန်းညံပဲလို့ခေါ်တာပေါ့နော်။အဲ့ဒီလိုပန်းညံဗန်မွန်ဂျပန်ပန်းညံဂျပန်ဂျပန်တရားပန်းညံပေါ့။ဂျပန်တရားလေ။နော်။ဟုတ်ကဲ့။ဟိုကညီမတို့ရောင်းတာကျတော့တီးဖုန်ကော်ပြန်ပြောင်းမှုကော်ပြန်ကော်ပြန်ကြော်ကော်ပြန်ဖိန်ဂျာဖန်ခေါက်ဖက်ချက်ဥပောင်း ရပါတယ်ရှင်အကောင်လုံးတက်တက်လွတ်တွေကြီးပဲရှမ်းတူဘူးကြော်လဲပါတယ်နော်အကောင်လုံးတက်တက်လွတ်တွေပါပဲရှင်ဟုတ်ကဲ့ညီမတို့ကတော့တပွဲကို1500တုံးချောင်းပါတယ်ရှင်ကော်ပြန့်ဟိုကအဖိန်းကလည်း1500ပဲတုံးချောင်းပဲရှင်အကောင်လုံးတပွဲ1500ပါပဲတုတ်ကတော့1200ပါရှင်ဟုတ်ကဲ့ညီမတို့ကတော့ဖိုင်ကတော့လေးခွဲဖွင့်ရပြီရှင် လေးခွဲကနေလေးခွဲအထိဖွင့်တယ်9နာရီအထိပေါ့နော်ည9နာရီအထိတော့ဖွင့်ပါတယ်ရှင့်ဒီဖီကလည်းတိတ်တော့မဆုံးတော့အခုချိန်ရတော့လေးနော်ဟုတ်အဲဒါလေးကကြက်ဥပောင်းပါရှင့်အမ်ကြက်ဥပောင်းချိမယ်ရှမ်းတူဘူးကြော်ရှိမယ်နောက်သီးဖုန်ကော်ပြန်းကြော်အဲ့ဒါလေးပဲရှိတော့မယ်ရှင့်ဟုတ်ဟုတ်ကဲ့မြေ ကော်ပြန့်ကျော်ကတော့ကျော်တာလေးတော့ခဏဆောက်ပေးရမယ်ဦးကြီးဟုတ်ကဲ့ဟုတ်သမီးအကင်းအစုံပေါ့ အတင်းအဆုံရတယ်ကြော်ပေးတယ်တုတ်ပေးတယ်ဒီနေ့ဟိုအရှိတ300ဒီနေ့ဒါ2000 1000 1200 500 500 500ပေါ့အတူ1000အဲ့လိုပေါ့ဖွားစိတ်တူတယ်ဒီနေ့သူ့နာမည်ပေးတာဟောပေးတာတခြားကအေးအေးအဆုံရတယ်ဒီနေ့ခေါက်ဆွဲမြုပ်အဆုံရတယ်အဲ့ဒီအော်ကော်ဖီအေးလို့ပေါ့အဲ့ဒါလေးပါစံကတနည်းစံနိုင်ခွဲ၁၇နာရီလောက်ဆိုဖွင့်မနေ့မနေ့လေစံနိုင်က၁၇နာရီလောက်ဆိုဖွင့် တိန်တော့၈နာရီခွဲ၉နာရီတော့အဲ့ဒါ6000ဘူးသမီးလေးအဲ့ဒါ6000ဘူး တစ်ဖက်က1500ရှိတယ်1000ရှိတယ်ကြာခေါက်ဆဲမြုပ်ကတပီတစ်ထောက်ကို2000ရှိတယ်2500ရှိတယ်3000ပြုတ်ပြေးတာလဲပြုတ်ပြုတ်ပြေးတာကကကစုံရဲတို့ကစုံရဲတို့ပန်းဘူးတို့အဲ့လိုဥနီတို့အဲ့လိုထည့်ပေးတယ်ကြောင်မူလက်ဖတ်တော့ကဒီမွေတောင်ငချောက်တော့ဟုတ်ကဲ့ရိုးလက်ဖတ်တော့ပေါ့ဟုတ်ကဲ့ကြောင်မူလက်ဖတ်တာတပွဲဘယ်လောက်လဲရှင်ဟိုဟာနှစ်ထောင်ပါညီမဒီမွေတောင်လည်းနှစ်ထောင်ပါဖွင့်တာကဟိုသုံးနိုင်ခွဲဖွင့်တယ်ဗျဟုတ်သိန်းတော့ရှင်းနိုင်လောက်သိန်းတော့ အဆုံးရတယ်ဘူတိကျော်ဘုရားကျော်ပဲမုံကျော်စက်သွန်ကျော်ပြောင်းမုံကျော်တထောင်မို့၄ခုပါညနေ၃နာရီခွဲညကြတော့၈နာရီပေါ့ဒိန်းအကိုကြီးတစ်ချက်900နှစ်ချက်တထောင်ပါခင်ဗျသူကလှူထားတာတော့စာမှုတ်ရဲမူလာဦးနေရွှေပြုံးနေတက်တက်လို့ခင်ဗျသူက၃နှစ်ရဲ့ကလေးလေးစားလို့ရတယ်ဟုတ်တော့သူစမ်းမှုဆိုတော့လေဘီလို့ဆိုချုံမရှိဘူးနောက်ပြီးဒီကောင်ကိုဒီလိုဟာကြတော့ကျွန်တော်ရေကိစ္စတာလေးရထားလို့ရတယ် ဒီကျွန်တော်ဂျေကိတရာတကားခုနဲ့ကြောက်ထဲတဲ့အန်ဒီအဲ့ထဲတော့လေးရထားလို့ရတယ်အကောင်ဒီခွက်တော့မဟုတ်ဘူးဒီဟိုတုံးကို3000သူကဂျေကိတရာလေးရထားလို့ရတယ်အဲ့ဒါကြတော့ကျွန်တော်ဘလူးအဆင်ပြေလဲဆိုတော့မနက်ပိုင်းကျွန်တော်တို့ဘလူးခေါ်မှာဆိုတော့ breakfast ပေါ့နော် breakfast ကိုအဲ့ coffee နဲ့ဆိုရင်တကောအဆင်ပြေတယ်အဲကြော်လို့ရှင်တကောအချီကျိုးနဲ့ဖြတ်ကြတယ်အဲ့အခါကျတော့ကိုဘလူးခေါ်မှာဆိုတော့အဲ့ morning breakfast က coffee နဲ့တောက်တဲ့အခါပူပူနွေးနွေးလေးစားလို့ကောင်းတာပေါ့နော်အချင်းနဲ့ထင်းနဲ့နှစ်မျိုးရှိတယ်သူကနှစ်မျိုးရောပြီးတော့လဲစားလို့ရတယ်တစ်မျိုးချင်းစီလည်းရတယ်ဆိုတော့ဘေးတက်ဆိုးကျတော့သူကမရှိဘူး ဘုရားပို့သားများလဲဆိုတော့တချို့ကကြတော့ကျွန်တော်အသားနဲ့လုတ်ခိုင်းနေဒါပေမဲ့ကျွန်တော်ကအသားနဲ့ကြတော့တရက်နှစ်ရက်ပဲရတယ်ပို့ထည့်လောက်ရင်တော့အနေနဲ့ဘယ်လိုခေါ်မလဲဆိုတော့ချွက်ပစ်ပုံနေဆိုတော့စမှုတ်ဆိုတော့လေကောင်းချင်းနဲ့ကြတော့ကလေးတွေတော့အဆင်မပြေဘူးအဲဒါကြောင့်မလို့ကျွန်တော်ကအဓိကဆံကိုကျွန်တော်အဓိကထားရဲဆိုတာကလေးတွေတော့ပေါ့ဟုတ်တချို့ကလေးတွေကြတော့တထောင်မှုတော့လာပြီးပါအောင်ဆိုအဲသူတို့တွေပေါ့ဟိုအသားနဲ့တော့ကျွန်တော်မလုပ်ဘူးနောက်ပဲလူမျိုးမျိုးလေးစားလို့ရတယ်အသားနဲ့မလုပ်တဲ့ခါကျတော့လူမျိုးမျိုးစားအသားနဲ့ကြတော့တချို့သူတွေကြတော့အသားနဲ့မတည့်တာရှိရဲ့လေအဲဒါကြောင့်မလို့တချို့ကကျွန်တော်ပိန်းဦးနဲ့လုတ်ခိုင်းတယ်ပိန်းဦးကြတော့ကလေးလေးကအတော်များစားရင် ကြားသွားမှာမတည့်တဲ့ဟာကြတော့ရားရံမလေအဲ့တော့ကျွန်တော်ပိတ်ဦးနဲ့မလုပ်ဘဲနဲ့ဒီတိုင်းပဲဒီရွှေပြုံသီးနဲ့မိုလာဦးနီနဲ့ကြတော့အားလိုက်ရှိတယ်လေအဲ့ဒါကြောင့်အဲ့ဒါနဲ့ကျွန်တော်ဂျီးပြီးလုပ်လိုက်တာဟုတ်အဲကြောရက်စီကတော့ကျွန်တော်တို့ခုတနိုင်ကနုံးသုံးနေတဲ့စောင်းစီပေါ့အဲ့ငေးဥစီဆိုရင်လည်းဒါသုံးနေကလေးလေးစားလို့ရတယ်ဒီကောင်ဆိုရင်ဘာမှမဖြစ်ဘူးဝင်သွားတာဘာညာဘာမှမရှိဘူးဆိုတော့ကျွန်တော်ငေးဥစီပြောတာနော်သုံးနေကလေးလေးစားလို့ဒီကောင်ထင်းချက်ထင်းချက်ဆိုရင်ဒါကျွန်တော်မိုးလို့ထင်းချက်တချို့ကကျတော့မိုးလို့ထင်းချက်တူးတူးတယ်ဆိုတာကျွန်တော်မိုးလို့ထင်းချက်မလုပ်ဘဲနဲ့ကျွန်တော်ခုဘာလဲဘလို့ခေါ်မိုးလို့ပဲထဲထင်းချက်လေအဲ့ကောင်လည်းစားတဲ့ခါကျတော့ထမင်းစားပြီးဒီကောင်စားအစားကြီးတယ် အဲ့လိုပုံစံမျိုးကျွန်တော်လုပ်ထားတာဟုတ်ဒီကောင်ခွာတာကြောင့်ကျွန်တော်ဓာလေးနဲ့ခွာတယ်ဒီကောင်ခွာရင်လေဒီဒီလိုဖိလိုက်ပေါ့အဲဖိပြီးတော့အဲ့လိုမျိုးဒီကောင်လေးလက်မလေးကောင်ထည့်ထည့်ပြီးတော့ဟိုကဟိုပြီးရတာနဲ့ဒီပကံနဲ့ထည့်လိုက်တော့အဲ့လိုမျိုးအဲ့ဒါကိုကျွန်တော်တို့ရေကိတရာတဲ့ထည့်မယ်ဆိုရင်ရေကိတရာထည့်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုထားရမလဲဆိုတော့ဒီဟိုလိုပါပေါ့နော်ရေကိတရာတဲ့ထည့်မယ်ဆိုဒီကောင်ကိုဒီလိုယူပြီးတော့ဒီကျွကျိတ်တော့မပါနဲ့အဲ့ရေကိတရာကျွန်တော် ကျုပ်ထဲတဲ့အန်လေအဲ့တန်တရားထဲထားပြီးတော့အဲ့တန်ထားအဲ့ဒါလေးရက်တိထားလို့ရတယ်။ဟိုကြော်စားခြင်းတဲ့အချိန်ညမှာကြော်စား။အဲ့ဖြတ်တာကြတော့ကျွန်တော်ဒီအချီကျူးဒီမှာဒီလိုလေးလေး။ဘာလို့မျိုးတိုင်းပြီးတော့ဖြတ်ချလိုက်။အဲ့လိုပုံစံမျိုးဖြတ်ချလိုက်တာအဲ့လိုပုံစံမျိုး။ဖြတ်တာကအချီကျူးနဲ့ဖြတ်တယ်။တချို့ကကြတော့ကျွန်တော်ဂီတာကျိုးနံပါတ်1ဆိုတဲ့ကျိုးလေးရှိတယ်လေ။အကောင်လေးနဲ့ဖြတ်တာရှိတယ်။ဒါပေမဲ့အဲ့ဒါကြတော့ခက်မသိရင်လက်ပြတ်ပါ။အဲ့ကြောင့်ကျွန်တော်ဒီကောင်အချီကျူးနဲ့ဖြတ်တယ်။ဟောအချီကျူးကတော့နှစ်ရက်နေတခါလဲပေါ့။ဟောကိုဖြတ်ထားတဲ့ဟာရှိရလေ။ဒီကောင်စမ်းမှုဆိုတော့ဒီမှာအချီကျူးမှာပေးနေတာရှိတယ်။အဲ့ကျွန်တော်ရေနဲ့စိန်ထားတာ။နေချားတခါအချီကျူးကိုလဲပေးရတယ်။ ဟောမလဲတဲ့ခါကျတော့ဒီကပေတော့အရင်ကြီးရှိတာအဆင်မပြေဘူးလေအဲ့ဒါကြောင့်လို့ဟောဟောဟောဘုဒ္ဓနှစ်ချက်ပါခင်ဗျာဟုတ်ကဲ့ညှက်လိုက်မယ်နော်ဟုတ်ညှက်လိုက်ဟုတ်ကဲ့ဟုတ် အချင်းရောအချင်းလဲဆိုလို့ရှိရင်တော့ဘုရားပူဇာကြတယ်အဲအချိုးနဲ့အချင်းလဲဆိုရင်အတော်များများကျွန်တော်ဒီမှာစားတာနှစ်မျိုးရုပ်ပြီးစားကြတယ်တချို့ကကျတော့အချင်းနဲ့ကြိုက်တာတော့များတော့များတယ်အဲ့ခါကျတော့သူအချင်းကိုပူထည့်ခိုင်းတယ်ထည့်ခိုင်းတယ်ဆိုတာအချင်းရဘယ်လိုခေါ်မလဲဆိုတော့အဲပြောရမယ်ဆိုရင် အမတစ်ခုတို့ပြီးတော့တွေ့ကြည့်ပေါ့အချိန်နဲ့ဘယ်လိုရတာရှိလဲဆိုတာဟုတ်ကဲ့တွေ့လို့ရတာခင်ဗျအဲပြီးရင်လည်းတင်းချက်လည်းတစ်ခုတို့ကြည့်ပေါ့ကိုဗျာအဆင်ပြေလေးပေါ့အဲဒါတော့ကျွန်တော်ကကြတော့အကြံပေးတာနှမျိုးရုပ်ပြီးအဆင်ပြေတယ်ဒါပေမဲ့ချိုးကက်ဆယ်မှာကြတော့တင်းချက်နဲ့ကြိုက်တာရှိတယ်ငွေစီနဲ့ကြိုက်တာရှိရလေဒါကက်ဆယ်မှာစိတ်တန်းကြကျွန်တော်လုပ်ပေးတယ်ဒါပြီးတော့ကျွန်တော်ရဲ့ဟာအဓိကကက်ဆယ်မှာပဲလေကိုပချံကက်ဆယ်မှာကိုရဲ့ဒီဘယ်လိုခေါ်မလဲတော့ဟာကိုသဘောကျတယ်ဆိုရင်ဒါကိုကရောင်းအတက်မယ်အဲလိုပုံစံမျိုးပေါ့ပြောချင်တာတော့ဘာလို့ဆိုတော့ကျွန်တော်ဒီဈေးရောက်တဲ့သူတွေရဲ့ကျေးဇူးရှင်ကက်ဆယ်မှာပဲ ဲ့လိုပဲကျွန်တော်ခြုံပြောလိုက်တာပဲအကျယ်တို့ဘယ်လိုမှမပြောတတ်ဘူးကျွန်တော်တို့ကျေးဇူးရှင်ကတော့ customer ပဲပေါ့အဲ့လိုပြောမှာပေါ့ customer များများလာလေကျွန်တော်တို့လည်းပို့ပြီးတော့ရောင်းအကောင်းလေးပေါ့ကျွန်တော်အချင်းပါဆန်းပေးရမယ်ကျွန်တော်တို့ရဲ့ဘယ်လိုခေါ်မလဲကျေးဇူးရှင်ကခုနကပြောလိုပေါ့ customer ပေါ့နော် customer တွေအဆင်ပြေဖို့တက်အဓိကထားရတာပေါ့အဲ့လိုပဲပြောမှာပေါ့ဟုတ်ကဲ့နေနေကြည့်ကြည့်ဆိုရင်ကျွန်တော်ကြည့်ကြည့်ပေးတယ်အဲ့လိုကတည်းကနည်းနည်းလေးပြောဆိုလေပြောပါ tên là này đề thay ra một đề thay với lại cho vì cái tên để một cái đó ra đi dạ chị ạ xanh mà chung là dạ dạ dạ